ပရိသတ်များလုံးပဲမင်္ဂလာပါ MGS Entertainment YouTube Channel ကနေပြီးတော့ပရိသတ်တွေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျဒီနေ့မှာပရိသတ်တွေနားဆင်ဖို့အတွက်ကျွန်တော်ရဲ့ Channel လေးကနေစိုက်သူဖုံးမင်းနိုင်ရေးသားထားတဲ့လာမင်းသာနေကာမမုတ်ဆူအွန်လိုင်းတခိုးဆွဲဇလန်လေးရဲ့စက်သိမ်းပိုင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တင်ဆက်မှုလေးကိုမစခင်မှာပရိသတ်တွေကကျွန်တော်ရဲ့ Channel လေးကို Like and Subscribe လုပ်ထားပြီးတော့တင်သမျှတွေကိုသိနေအောင်လို့ဘေးနားက Notification Bell လေးကိုလည်းနှိပ်ထားပေးကြပါဦးဗျာ ဒီဇလန်လေးကိုတင်ဆက်ပေးသွားမယ့်သူကတော့ကျွန်တော်ကိုခန့်ပဲဖြစ်ပါတယ်။ကီတာဆိုရင်တော့တင်ဆက်မှုလေးကိုစလိုက်ကြရအောင်ဗျာ။ဒီဒေါ်လာလေးကိုဖြတ်ပြီးရှေးရွာကအုံမောင်းရွာလေးပဲဆရာကြီးတို့ကျွန်တော်တို့တော့မလိုက်ရဘူး။ဆရာမဲလုံးကသူခေါ်ခိုင်းတဲ့တရေကြီးကိုမခေါ်လာနိုင်တဲ့အပြင်ဆရာကြီးတို့ကပါ သူစီခေါ်လာပြီးကျိုးတို့ကိုတေချောင်းတတ်လိမ့်မယ်။အေးကောင်းပါပြီမောင်ရင်တို့အဖိုးတို့စီစဉ်နေပဲရွာလေးဝင်ပါမယ်။ ဒီနေရာတိလိုက်ပို့ပြီးတော့ကိုပဲကျေးဇူးတင်လာပါပြီကွယ်ဘိုးစင်ကျေလည်းထင်ကြီးတို့၃ယောက်ကိုအလို့ပြောဆိုပြီးရဲ့နောက်မှာပဲထင်ကြီးတို့၃ယောက်လည်းဘိုးစင်ကျေတို့ကိုနှက်ဆက်ပြီးအနောက်ကိုကပြားကြရထွက်သွားခဲ့ကြပါလိမ့်ဒီလိုနဲ့ဘိုးစင်ကျေတို့နှစ်ယောက်လည်းအောင်လန်းစီအောင်မဲလုံးကိုစုံမဖို့အတွက်အုံမောင်းရွာလေးစီကိုခြေလန်းခြေချင်းရှောက်လာခဲ့တယ်အုံမောင်းရွာကိုသွားတဲ့တွန်းလန်းလေးကဖြောင်ဖြူးညင်ညာလျက်ရှိပြီးလမ်းဘေးတစ်ချက်စီမှာလည်း ကျောင်းနေသိပင်တို့ကအထင်သာရှိနေခဲ့ပါလေဒီတော့နဲ့သူတို့နှစ်ယောက်လည်းအတော်လေးရှောက်လာရတော်လန်းလေးရဲ့တဏှာရောက်မှာတော့ရှေ့ဆရာကြီးတို့ခဏခဏရပ်ပါဦးကျောင်းကခုရဲ့နောက်ဘက်ဆီရတန်တခုအတန်ကိုကြားရယုံနေမြအဲ့ဒီတန်ရှင်ကဒုက္ခတဆုံတရားရောက်နေလိမ့်မယ်ဆိုတာဘိုးကန်ဒီနဲ့ဘိုးစင်ချင်းသိခဲ့ကြတယ်။ဒါနဲ့တန်ချာရချုံနောက်ဘက်ကိုသူတို့ရှောက်လာတော့တွင်းအိမ်ထဲမှာလဲကြနေတဲ့သူတို့ရော ဝေထောင်းရဲ့ရှမ်းဝေးစုံကလည်းတွေးတလူလူနဲ့ပစက်ကလည်းတွေးတွေတစက်ချင်းကြာနေတဲ့အဲ့ဒီသူကိုကြည့်ရင်ဘိုးခန်နေရိုနေအောင်စိတ်မကောင်းဖြစ်ကတပင်းကိုစီချခဲ့ကြပါရဲ့ဆရာကြီးတို့ကထွက်နေတဲ့အဖြူရောင်လင်းတန်းလေးကိုမြင်တာနဲ့အထက်လန်းဆရာကြီးတွေမှန်းသိပါရဲ့သူကနောက်ဆုံးနေနဲ့တခုလောက်ကုညီပေးကြပါဗျာမောင်ရင်ကမတူလေဘာလို့အခုလိုမျိုးဖြစ်ခဲ့ရတာလဲကွယ်ကျုံနေမဲ့ဆိုင်လို့မှာတို့အခုလိုဖြစ်ရတာကား ဦးဆိုင်လုံနဲ့အက်ဒီလိုသူဖြစ်ခဲ့တဲ့အကြောင်းအရာတွေကိုအတိုးချုပ်ပြောပြလိုက်ပြီးကြာနေရသွေးဆက်တွေကိုလက်နဲ့တော့ကဆရာဆရာကြီးတို့ကညီပါမဲလွန်စီဟာကာမန်ကျင့်စဉ်ကြံကိုဖြစ်စီပေးပါအာဦးဆိုင်လုံနဲ့အက်ဒီလိုပြောပြီးနောက်လဲကြနေတဲ့ကလောင်ကျွမ်းပြောက်ွယ်သွားခဲ့ပါလေဒီချင်းရောက်ကိုမြင်ရတော့ဘိုးခန်နေရုံနဲ့စိတ်မကောင်းဖြစ်ခဲ့ရတယ်သူ့အထီးရဲ့ဆက်တွေဟာအတော်လေးကိုပြင်းနေဘိုးစင်ကြရာ သူကလည်းအတော်လေးကိုအောင်လန်းပညာတစ်ဖက်ကန်းခံမှန်းသူ့ရဲ့နဖူးကခြိုက်နေအမောက်ကိုကျင့်သိနိုင်တယ်။ဟုတ်တယ်ဘောကနေအောင်လန်းစီယာမဲလုံးစရိုက်ကောင်ကသူ့စီယာကိုတော့ပြန်တက်နိုင်နေဆိုတော့အတော်လေးကိုခေးရောက်နေပြီတဲ့။ကျုပ်တို့လည်းအဆအဆရရသတိထားလိမ့်မယ်။ဘိုးစိတ်နဲ့ဘိုးခန်ကြီးလည်းအတိလိုပြောပြီးရှောင်းလိုက်ရတပြေးပြေးနဲ့တုံးလန်းလေးရဲ့အဆုံကိုကြောဖြတ်ပြီးရော်တင်ရော်ကိုလှမ်းမြင်လိုက်ရပါရဲ့ ဘိုးခန်ဒီရဲ့ရှင်းရရောကျွန်တော်တို့သွားနေတဲ့အုံပေါင်းရပဲဖြစ်လိမ့်မယ်။သိဟုတ်တော့ဘိုးစင်ချင်းရာရှော့တီရလုံးပါလေအောက်လန်းဆက်တီရနဲနဲနောတော့မဟုတ်ဘူးအတော်လေးဖြစ်ရှင်းရမှချင်းနေ။ဘာပဲဖြစ်ဖြစ်ဗျာရွာသားတွေကိုမျိုးမျိုးဒုက္ခပေးတဲ့ကောင်မိမငယ်တွေကိုဖျက်ဆီးရုံပါနေတဲ့ကောင်ကိုကျုပ်တို့ကတော့မဖြစ်ဖြစ်တဲ့နေနဲ့စုံမရမှာပဲဗျာ။ဘိုးကန်ဒီရဲ့စကားကိုကြားတော့ဘိုးစင်တယ်လေကောင်းတဲ့ချန်ချင်းလိုက်ကထောက်ခံလိုက်ရင် တဖြည်းဖြည်းနဲ့သူတို့အုံမောင်းရွာထိပ်ကိုရောက်လာတော့မောင်းကြီးစောင့်ပြုတ်နေခဲ့ပါပြီ။အလင်းရောင်မတဲမကွဲအချိန်ကဖြစ်တာကြောင့်အိတ်တန်းဝင်ငတ်ကလေးတွေကလည်းဟိုပင်ကူးဒီပင်ကူးနဲ့စူညာပွက်လောရှိုက်နေပါတယ်။ရွာထိပ်မှာလည်းကြီးမားတဲ့ဂျိုးပင်ကြီးတပင်ကလည်းအထင်းသားရှိနေခဲ့ပါတယ်။ဒါပေမဲ့ရွာတော်ရှင်ရဲ့အရေးအောင်ကိုတောင်မှသူတို့မြင်ခဲ့ကြဘူး။ဒီပုံစံတိုင်းဆိုရင်ဖြင့်ဒီရွာကဘုံကြီးကျောင်းတော်မရှိရင်အာကုတူရွာပဲဖြစ်ရမယ်လို့သူတို့တွေးလိုက်ကြပါတယ်။ တကယ်လဲအုံမောင်းရွာလေးရဖုန်ကြီးကြောင့်ဖျားစီတီတွေမရှိပဲဘာသာရေးမလိုက်စားကြတဲ့ရွာတရွာပဲဖြစ်ပါလေဖုန်ကြီးကြောင့်မရှိတဲ့ရွာမှာမကောင်းတဲ့ပရလောကသားတွေရှိနေကြမှာအမှန်ပါပဲအခုလဲသူတို့ရှောက်လာရရွာလဲတစ်ချက်မှာမကောင်းတဲ့ပရလောကသားနာနာဘဝတရေတစင်ရီသူတို့ကိုမြင်ပြီးကြောက်လန့်တကြပြေးလွန်နေကြတာတွေလည်းမြင်နေရတယ်ဒီလိုနဲ့ဘိုးခန့်ညော်လေးကျိုးပင်ကြီးနာကိုရောက်တော့ ကျမဖွဲ့ရနာနာဘဝမျိုးစုံဆင်းလာပြီးသူတို့ကိုစာမတက်ဝါမတက်မျက်လုံးစုံနဲ့စူဆိုက်ကြည့်နေကြတာကိုလည်းမြင်လိုက်ရပါတယ်။အရှိရကောင်းလေမင်းတို့အသားမနာစေငါတို့ကိုလမ်းဖဲ့ပေးစမ်းဘိုးကန်ဒီကအရင်လိုပြောလိုက်တော့နာနာဘဝကောင်းလေးထဲကကောင်းဆောင်ဖြစ်သူကအတန်တန်ကြီးနဲ့ပြန်ပြောလာတယ်။မရဘူးကွာငါတို့တခင်ရရွာတဲကိုဘယ်လိုဆင်ရမမဝင်စေနဲ့လို့မိတ်ပေးထားတယ်။မင်းတို့ရေမသိချင်းပြန်လေသွား နာနာဘဝကောင်ရဲ့စကားဆုံးမှာပဲဘိုးခန်ဒီကမန်တန်တပုတ်ကိုရွတ်ဆိုလိုက်တော့တန်လျက်ကင်မန်တန်ဘလူးသုံးကောင်ပေါ်လာပြီးနာနာဘဝကောင်ဆောင်နဲ့အပေါင်းပါတွေကိုအပင်းအထန်တိုက်ခိုက်ပါတော့တယ်။နာနာဘဝကောင်တွေကလည်းအားကြမ်းမခံပြန်တိုက်ခိုက်ကြပေမဲ့ဘလူးကြီးတွေရဲ့တန်လျက်အမှာကောင်းပြတ်ချေပြတ်လက်ပြတ်ဖြစ်ပြီးသူတို့ရဲ့ပြက်နေတဲ့ခန္ဓာကိုယ်စိတ်ပိုင်းတွေကိုယူပြီးကြောက်လန့်တကြားချေဦးတက်ရာတပြေးသွားကြရပါတယ်။ ီလိုနဲ့ဘိုးစင်ကျေတို့လည်းရွာထိတ်ကမကောင်းဆိုးရွားတွေကိုရှင်းလင်းပြီးရွာထိတ်ကိုတလန်းချင်းဝင်လာခဲ့ရောမောင်ရင်ပြိုးစားရှိပေမဲ့ရွာထဲမှာလမ်းလျှောက်နေတဲ့လူရိတ်လူချင်းရဲ့လူတရားမှမမြင်ခဲ့ရပဲသို့ပေမဲ့ရွာထိတ်ကနာနာဘဝတွေကတော့သူတို့ကိုမြင်ပြီးကစင်ကလျားထွက်ပြေးနေကြတာကိုလည်းအရှင်းသားမြင်နေရပါတယ်ဒီလိုနဲ့သူတို့လည်းနီးစပ်ရထန်တကားပွင့်နေတဲ့အိမ်တိမ်ကိုဝင်ပြီးတကားခောက်လိုက်ကြတယ်ဘယ်သူလဲဆရာကြီးမဲလုံးတို့လားသူဘာပြမမလုထားပါဘူးဆရာကြီးရဲ့ ူတကားခေါင်းလိုက်တဲ့တန်ကြောင့်အိမ်ထဲကယောက်ျားသားတယောက်ရဲ့တုံတုံရင်ရင်ပြောလိုက်တဲ့စကားကိုကြားရတော့ဘိုးစင်ကျင်လည်းအင်းရှင်ထိတ်လန့်သွားမှဆိုးတာကြောင့်ချူချူသာသာပဲအတန်ပြစ်လိုက်ပါရင်အဘိုးတို့ဟာလူကောင်းတွေပါကွယ်မောင်ရင်တို့ရောကဲတင်ပြဖို့လာတာပါဘိုးစင်ကျင်ရဲ့စကားဆုံးမှပဲအိမ်တကားချက်ဖွင့်တန်တဲ့သူတဆက်တည်းမှာပဲတကားပွင့်လာခဲ့ပြီးအင်းရှင်ကသူတို့ကိုကပြားကြံဝင်ခန်းပြီးတော့တကားပြန်ပေးလိုက်တယ်။အော်လူလေးရဲ့ ဘာကူမယားတလောက်ကြောက်နေရလဲကွယ်အဘိုးတို့ကသစိမ်းဧည့်သည်တွေလေရွာရင်းအောက်လန်းဆရာကြီးမဲလုံးကဧည့်သည်လက်ခံတာမြင်ကျုပ်ကိုတုတ်ခတ်ပြီးမှစိုးလို့ပါတော့ဒါနဲ့မောင်ရင်တို့ရွာကတကြီးရှိရမလားသူအရောအခုလိုအနိုင်ကျင့်နေအောက်လန်းဆရာကိုဘာမှမပြောဘူးလားအမလီဖိုးရဲ့တကြီးကပြောဖို့နေနေတာသာအောင်လန်းစီယာမိန်လုံးကိုကြောက်ရတဲ့ထဲမှာသူကထိတ်ဆုံးကောင်ဟာဗျာ ဒါဆိုလေကိုကစားပြီးမောင်ရင်တို့ရောအနိုင်ကျင့်နေတဲ့အောင်လန်းဆရာကိုအဘိုးတို့ဆုံးမပေးမင်းမောင်ရင်ကသာသူ့အိမ်ကိုလမ်းညွှန်ပေးပေါ့သူ့အိမ်ကရွာလေကလေတန်းရှင်နဲ့ရေနံကြီးအမဲရောင်တုတ်ထားတဲ့အိမ်မဲဘိုးတို့ရဲ့ကျွန်တော်ကိုယ်တိုင်လိုင်းဖို့ရင်တော့ခွင့်လွတ်ပါဗျာရနေမောင်ရင်အဘိုးတို့ကသာပဲသွားလိုက်ကြမယ်မောင်ရင်ကတော့ဘိုးတို့ကိုနောက်ထပ်တစ်ခုကူညီပေးပါကျွန်တော်ကူညီနိုင်တာဆိုကူညီပါမယ်။ဗခိစာများလဲပို့လို့ရေ တခြားထွေထွေတူတူတော့မဟုတ်ပါဘူးမောင်ရင် မောင်ရင်ကခုပဲရွာသကြီးနဲ့ရွာသားတွေစီတွားရောက်ပြီးရောအဘိုးတို့အောင်လန်းစီယာမဲလုံးနဲ့တိုက်ခိုက်မဲ့ကြောင်တွားရောက်တတိပေးပါဟာဒါတော့မဖြစ်ဘူးထင်တယ်ဘိုးတို့ရွာထဲမှာဆရာကြီးမဲလုံးရဲ့အခိုင်းစီတင်ဟဲတွေအများကြီးရှိတယ်ဗျာသူတို့အားလုံးကလည်းကျွန်တော်တို့ရဲ့တိတ်ဆုံးသွားတဲ့ရွာသားတွေပဲအဲ့လူကြီးကအောင်လန်းအစီရင်နဲ့မတရားသဖြင့်ခိုင်းကြတာလေပြီးတော့မောင်ရင်ပြောစားမှာပဲလမ်းကိုထွက်တဲ့သူမြင်သူတို့ကထောင်းလိုက်ကြသည် ကျွန်တော်ကတော့မတော်ရဲတော့ဘူးအဖိုးတို့အဲကိစ္စအတွက်ဘူပါနေပါရင်အခုဖိုးတို့လာတာမြင်ရတော့ဒီကောင်းလေးလဲကြောက်လက်တကြားထွက်ပြေးကုန်ကြပြီပြီးတော့မောင်ရင်ကြောက်နေရင်ဟော်ဒီကအင်တချက်ကိုယူပြီးသွားပါမကောင်းတဲ့နာနာဘဝမှန်သမျှတီးအင်းချက်ကိုမြင်တာနဲ့အနာကပ်ဖို့နေနေတတ်တာမျက်နာတောင်မပြရဲစရာဘူးလို့အဘိုးအမခံပါရဲ့ဘိုးစင်ကြီးကလည်းအဲ့ဒီလိုပြောပြီးရင်တော့ဘလူးဆောင်းအင်းကိုအင်ရှင်ကိုပေးလိုက်တယ်အင်ရှင်မှာတကူတီးတကောင်ချက်ပဲဖြစ်မယ်ထင်ပါတယ် တခြားမိသားစုဝင်ရင်လို့တယောက်တလေမှမတွေ့ခင်ရပါဘူး။ဒါနဲ့အရှင်လေးဘိုးစင်ကျေပေးတဲ့ဘလူးဆောင်းအင်းတစ်ချက်ကိုယူပြီးဘိုးစင်ကျေတို့ခိုင်းတဲ့အချိန်လှုပ်ပေးမယ်ကတိပေးလိုက်ပါရယ်။ဒါနဲ့သူတို့နှစ်ယောက်လည်းအရှင်ကိုနှုတ်ဆက်ပြီးအရှင်လမ်းညွှန်ရာရွာလေးကရင်းနေကြီးဝေတုတ်ထားတဲ့လေတန်းရှိအင်းကြီးစီကိုရောက်ခဲ့တယ်။ဘိုးကန်ဒီမြင်နေမလား။ဒီကောင်းရင်ကအတော်လေးကိုစောင်းလျှောက်ပြီးအကာအကွယ်ရီလှုပ်ထားတာနော်။ ဒီလိုအောက်တိုင်းကြောင်းတဲ့လူမျိုးကသူတို့ကိုအချိန်မပြည့်ဒုက္ခပေးမဲ့သူတွေရှိနေမယ်ဆိုတာသိနေတော့အဲ့ဒါလိုစီရင်ထားမှသူတို့ကလုံခြုံပါလေဟာဂျန်ထဲမှာလေသူ့နောက်လိုက်တင်နေမမြင်ရတဲ့ကောင်းလေးရလေအများသာကျုပ်တို့ဘယ်လိုဆက်လုပ်ကြမလဲပိုးစင်ချင်းရှားမှာတော့မထူးတော့ဘူးပိုးခန့်နေရေဒီလိုကောင်မျိုးထိတ်တိုက်ပဲရင်ဆိုင်ကြတာပေါ့အခုပဲသူ့ချန်နေဝင်ကြရုံပေါ့ ဒီလိုနဲ့သူတို့နှစ်ယောက်လည်းပိတ်ထားတဲ့အောက်လန်းစီယာမဲလုံးရဲ့ချမ်းပါဝစီကိုရောက်လာခဲ့။ဟေးရန်လိုက်စမ်းခမရတော့ဘသူတွေလဲ။ရွာထဲမှာလည်းတခါမှမမြင်ဘူးဘူးပန္နာလောက်ကြာလေ။ချမ်းပါဝမှာရှိနေတဲ့လူသုံးယောက်နဲ့အလေကားတစ်ယောက်ရဲ့ကတ်တန်ရဲ့စကားကြောင့်ဘိုးကန်ဒီရောနှစ်ယောက်လည်းနှကန်းတွွင့်ရုံများပြုံးလိုက်ကြပါလေ။အဲဒီနောက်ဘိုးကန်ဒီကပဲစကားဆားလိုက်ကြည့်။မင်းတို့စီဟာကာမမုတ်ဆူအောက်လန်းတခုကို လာဆုံးမတာပဲ။ဘာမျော ကျုပ်တို့ဆရာကြီးတို့များခမားတို့ကတေးချင်းအဲ့ဒီသူကစကားမဆုံးခင်ပါပဲစမပြောနိုင်တော့ပဲနဲ့ရက်တက်သွားခဲ့တယ်။သူ့ဘေးကဖော်နေရောက်လဲသူ့နီးတူပါပဲ။အတောင်းကတော့ဘိုးစင်ကျေကလက်ညှိုးထုတ်ကစေးမော်ချုပ်မန်တန်ကိုရွတ်ဆူလိုက်တာကြောင့်300တာချုပ်မိလျက်သားဖြစ်သွားပဲဖြစ်ပါတယ်။ဒီလိုနဲ့ဘိုးစင်ကျေတို့လည်းအောင်လန်းဆရာမဲလုံးရဲ့ channel ကိုဝင်လာရနာနာဘဝတွေကစီးကျူကတိုက်ခိုက်ဖို့ပြင်ဝင်လာခဲ့ကြတယ်။ သူတို့ကဦးဆောင်နေတာကတော့15ပေခန့်ရှိတဲ့အိမ်ယာမတင်းပုတ်ကန်ဘလူးကြီးတကောင်သူတို့ကဘိုးခန့်နေရစီပြေးဝင်လာကြပြီးတိုက်ခိုက်ဖို့ပြင်ဆင်လိုက်ကြတယ်ဒီအချင်းရောက်ကိုမြင်ရတော့ဘိုးခန့်နေတို့နှစ်ယောက်လဲမန်တန်ဘလူးသုံးကောင်နဲ့ဆေးဘလူးသုံးကောင်ကိုဆင့်ခေါ်လိုက်ကြပါတယ်အဲ့ဒီအချိန်မှာပဲတန်လျာကန်ပြင်းနေဆိုင်ခန့်ကြီးမားတဲ့ရွှေရောင်ဘလူးကြီးသုံးကောင်နဲ့ဝင်းရောင်ဆေးဘလူးသုံးကောင်ပေါ်လာခဲ့ပါတယ်အဲ့ဒီအချိန်ရောက်ကိုမြင်ရတော့နာနာဘဝတွေလဲ တို့ထက်အရွယ်စားကြီးမတော့ရေမဆိုင်ရဲပေမဲ့သူတို့ခေါင်းဆောင်ဘလူးကိုကြောက်တာကြောင့်အတ္တိဘလူးရိစီအတင်းပြင်းဝင်တိုက်ခိုက်ကြရပါလေ။သို့တော့ဆေးဘလူးကြီးတွေနဲ့အင်းဘလူးတွေကသူတို့တွေကိုတန်လျက်နဲ့မခုတ်ပဲတကောင်ချင်းစီကုတ်ကိုဆွဲပြီးချန်ပီယံကိုလွှင့်ပြလိုက်တာကြောင့်ချန်ပီယံကိုရောက်သွားတဲ့အကောင်တိုင်းခြေဦးတင်ရထွက်ပြေးကြပါလေ။ဒီလိုနဲ့အခြေတော်ကြောင့်တိုက်ပွဲဖြစ်ပြီးရဲ့နောက်မှာပဲအွန်လိုင်းဆီယာမဲလုံးရဲ့ channel မှာနာနာဘဝတွေအကုန်ချန်ပီယံပါပဲခြေဦးတင်ရထွက်ပြေးလွတ်မြောက်ကုန်ကြတော့ ်တင်းဖို့ကင်ဘလူးတကောင်သားလေးကြံမာတော့တယ်အဲ့ဒီဘလူးကလည်းအစီရင်ဘလူးဖြစ်တာကြောင့်သူ့ထက်အရွယ်စားကြီးတဲ့ဘလူးကြီး6កောင်ကိုမကြောက်မလန့်ပြေးဝင်တိုက်ခိုက်ခြင်းသို့သောအင်အားချင်းကမမြအရွယ်စားချင်းကလည်းကွာတော့ဘလူးကြီးတကောင်ရဲ့တန်လျက်ခုတ်ပိုင်းချက်မှာဆက်ပြတ်ပြီးပျောက်ကွယ်သွားရခေါင်းနဲ့ကိုတခြားစီဖြစ်နေတဲ့ဘလူးရုပ်လေးဖြစ်ကိုပြောင်းလဲသွားခဲ့ပါတယ်အဲ့ဒီနောက်စေဘလူးကြီးတွေနဲ့မန်တန်ဘလူးကြီးတွေကဘိုးစင်ကျေတို့ကိုဥညွတ်ကပျောက်ကွယ်သွားခဲ့ကြတယ် အဲဒီခါမှာပဲထေတန်ရှိအိမ်ပေါ်တက်ကနေကျင်းလွန်စွာကြီးမောတန်ကြီးနဲ့တူတကားဖွင့်ကအိမ်လေးကားပေါ်ကတပြေးပြေးဆင်းလာတဲ့တောင်ဝေးအရှိကြီးနဲ့ပူကွားကွားလူကြီးတယောက်ရဲ့ဘေးမှာတောင်းတောင်းပေါင်းပေါင်းလူနေရောက်ရဲ့ကိုပိုးခန့်နေရွတွေ့လိုက်ရပါတယ်။ခမရတို့ကဘယ်ဆိုးလို့လဲ။ကျုပ်တပည့်တွေနဲ့ကျုံမေးထားတဲ့ကောင်လေးရောတာမကကျုပ်ရဲ့အစီရင်ဘလူးကတော့ရှင်းလင်းနိုင်ခဲ့ပြီဆိုတော့ချီးကျူးပါတယ်ဗျာ။ နေဒီနဲ့ရီမောဒန်တွေတို့ပြောဆိုလိုက်တဲ့ပူကောက်ကလူကြောင့်အရိသူမှာသူတို့စုံမမဲ့အွန်လိုင်းဆီယာမဲလုံးမဲ့ဖြစ်မယ်ဆိုတော့ဘိုးကန်ဒီတို့သိလိုက်ကြတယ်။ဒါနဲ့ဘိုးကန်ဒီလည်းဆင်ယာကိုလည်းပြန်သက်မိမပြူရီလည်းဖြစ်စီအမောင်ကြပြီးမိုက်မဲနေတဲ့မဲလို့ကောင်ကိုဒီနေ့တော့မင်းရဲ့အကုသူတွေချုပ်ငင်းရစီမယ်။ပြီးတော့မင်းဆီယာဆင်ယာခိုးထားတဲ့ကာမအစီရင်ချမ်းကိုလည်းတင်းယူဖြစ်စီပြရလိမ့်မယ်။ဟာဟာ ခမည်းတော်သိတ်ကိုလေကြီးမူကြီးနိုင်လာကြည်လားဗျာအခုခမည်းပါစက်ပါကိုကျုပ်ပြီးပေးမယ်ဟေးအောင်လေးဒီဖိုးကြီးညောင်ကိုအသေးတိုက်ကြအောင်လဲစီဟာမဲလုံးရဲ့စကားဆုံးပါပဲသူတပည့်ဆိုသူနှစ်ယောက်ဟာဘုကံညောစီအမေရောက်ဆက်တင်နေစတင်တိုက်ခိုက်ပါတော့တယ်သူတို့စီပြင်းဝင်လာတဲ့ဆက်တီကိုဘုကံညီကဆက်ပြတ်မှန်တန်ရွဆွေကဖြတ်တောက်လိုက်တယ်ဆိုရင်ပဲပြင်းဝင်လာတဲ့အမေရောက်ဆက်တင်ဟာသူတို့စီမရောက်ခင်လီဘမှာပဲပြောက်ွယ်သွားခဲ့ပါတယ် ဒီအချင်းရောက်ကိုမြင်ရတော့အောင်လန်းစီယာမဲလုံးနဲ့တပည့်နှစ်ယောက်အတော်လေးမျက်နှာပြသွားကြတယ်။ဒါနဲ့သူတို့၃ယောက်သာဆက်တည်ဆူဆီပြီးဘိုးခန့်နေရစီချက်ကပြစ်ပေါက်လိုက်ပါလေ။ဒီတခါမှာတော့ဘိုးစိငယ်ကစိတ်လက်ညိုနေထူးကဆက်တည်ကိုလေပမာပဲချက်ကဖြတ်တောက်လိုက်ပြီးအောင်လန်းစီယာမဲလုံးတို့စီကိုဖြူယောင်ဆက်တဲ့ချိုးနဲ့ထုတ်ကပြစ်လိုက်ပါလေ။အဲဒီခါမှာတော့အောင်လန်းစီယာမဲလုံးတပည့်နှစ်ယောက်မြေပြင်ပေါ်မှာဘိုးစိငယ်ဆက်တည်ထိမှန်ပြီးဒူးချောက်လျက်သာအကျုပ်ခံလိုက်ရတယ်။ သူတပည့်နှစ်ယောက်ချုပ်ခံလိုက်ရတော့အောင်လန်းစီယာမိန်လုံးလေးအစွမ်းကိုဆက်တီနဲ့တိုက်ခိုက်ခဲ့တယ်။ဒါပေမဲ့သူပြေးလွန်လိုက်တဲ့ဆက်တိုင်းဟာဘိုးခန့်နေကိုအနာရောက်တာနဲ့ပြောက်ွယ်သွားတာမြင်ရတော့အတော်လေးထောသောဖြစ်ကောင်းခမယခမယကြီးတို့တိတ်ဆွမ်းနေကြပေါ့ဒီတခါတော့ကျုပ်ရဲ့နောက်ဆုံးဆက်ပဲခမယတို့လည်းသိကျုပ်လည်းသိပဲအောင်လန်းစီယာမိန်လုံးလေးအဲ့လိုပြောပြီးသူရဲ့ခန္ဓာကိုယ်မှာရှိတဲ့အမဲရောက်ဆက်တီကိုစူးစီးပြီးဘိုးစင်ကျေတို့စီပြစ်ပေါက်ကောင်းတော်တော်မြေပြင်ပေါ်မှာပဲလဲကြနေတဲ့သွားခဲ့ပါရဲ့ တဖြည်းဖြည်းဝင်လာတဲ့အောင်လန်းစီဟာမဲလုံးရဲ့နောက်ဆုံးဆက်ချင်းရတဖြည်းဖြည်းနီးလာတော့ဘိုးစင်ကျေတော်နှစ်ယောက်လည်းပြိုင်တူမြေပေါ်ကိုဖနောက်တစ်ချက်ပေါက်လိုက်တာနဲ့အောင်လန်းစီဟာမဲလုံးရဲ့နောက်ဆုံးဆက်ဟာပျောက်ကွယ်သွားခဲ့ပါရဲ့ဒီတော့မှသူတို့နှစ်ယောက်လည်းလဲကြငြိမ်သက်နေတဲ့အောင်လန်းစီဟာမဲလုံးကိုကြည့်ကတပင်းတစ်ချက်စီချလိုက်တယ်။အဲဒီအချိန်မှာပဲနီညိုရောင်အစင်းရှိတဲ့ဆက်ကြီးတစ်ခုဟာလေဝမှာပြန်ဝဲနေရင်အောင်လန်းစီဟာမဲလုံးရဲ့လဲကြနေတဲ့ခန္ဓာကိုယ်အတွင်းဝင်ရောက်လာခဲ့ပါရဲ့။ တဆက်တည်းမှာပဲလဲကြောင်းနေတဲ့မဲလုံးကထောင်းရလာခဲ့တယ်။အဲဒီနောက်မီးကြောင်းနေတဲ့မျက်လုံးတစ်ဖက်ပြီးတော့မျက်လုံးတစ်ဖက်စီမှာလည်းနီညွန်ရောင်အခုံးငယ်တွေကလည်းထွက်နေတယ်။သူကဘိုးခန်ဒီတို့ကိုမီးတောက်မျက်လုံးနေနဲ့ဆူဆိုက်တီလိုက်ရင်တားဟာရှင်မောလိုက်ပါလေ။ဒီနေ့တော့ဝိဇာပေါ့ဆာနှစ်ယောက်ရဲ့တိတ်တိခန္ဓာနှစ်ခုတော့ရှားတော့မှာပါလား။သူတို့ကိုဆူဆိုက်ခြင်းပြောနေတဲ့အောင်လန်းစရာမဲလုံးရဲ့စကားကြောင့် ဘောကန်ဒီနဲ့ဘိုးစင်တင်လေးအတော်လေးကိုအံ့ဩနေခဲ့ပါတယ်။ဒူးတောင်ရဲ့ထုတ်ခံထားရတဲ့အောင်လန်းဆရာမဲလုံးရဲ့တပည့်နှစ်ယောက်ကတော့သူတို့ဆရာဖြစ်ပုံကိုကြည်ရင်မျက်လုံးစုံကိုမှိတ်ထားလိုက်ကြတယ်။အဲဒီလိုဒူးတောင်လေးနဲ့သူ့ကိုကြည့်ကမျက်လုံးမှိတ်ထားတဲ့တပည့်နှစ်ယောက်ကိုလည်းမြင်ရောအောင်လန်းဆရာမဲလုံးကစိတ်တို့သွားပြီရော။ဒဲငါလိုနှဆိုးအရှင်သခင်ကိုမျိုးမမော်ဘူးပဲမျက်စိမှိတ်ထားတဲ့ငမိုက်သားတွေတေးစံ အောင်လန်းစရာမဲလွန်ကအဲ့လိုပြောပြီးပနောက်တစ်ချက်ပေါက်လိုက်တော့မျက်စိမိထားတဲ့သူတပည့်နှစ်ယောက်ကြောင်းလက်တကြားအော်ပြီးမီးလောင်ပြားကြားကပျောက်ကွယ်သွားခဲ့ပါရဲ့ဒီအချင်းယောက်ကိုမြင်ရတော့ဘိုးခန်နီယွန်နဲ့အတော်လေးကိုရက်ဆက်ကြမ်းကြုတ်တဲ့အောင်လန်းစရာမဲလွန်စီကိုစေးကျုံမန်နေဂျာဆက်တီနဲ့ပြစ်ပေါက်လိုက်ပါရဲ့အဲ့ဒီလိုသူတို့ဆက်တီနဲ့ပြစ်လိုက်တဲ့အချိန်မှာပဲအောင်လန်းစရာမဲလွန်ကတောက်တစ်ချက်ခောက်ပြီးသူတို့ဆက်တီကိုလီမာတင်ဖမ်းကဘေးကိုလှင်ပြစ်လိုက်ပါရဲ့ ဒီချင်းအောက်ကိုမြင်ရတော့ဘိုးခန့်လေးရောလဲအခြေအနေမကောင်းမဲသိတာကြောင့်သူတို့ရဲ့အဆင်ပြေနဲ့ပညာရည်တွေကိုထုတ်ရတော့တယ်ဘိုးခန့်လေးလည်းမန်တန်ကွန်ရဲ့အချုံနောင်အစင်းရင်ဘန်လန်ကိုနှုတ်ကနေရွတ်ဆိုလိုက်တယ်လို့ဘိုးစင်ကျင်လည်းစေးကွန်ချောင်းအချုပ်စင်ကို၃ခေါင်းဆန်းတစ်ခုကိုပေါင်ပြီးအောင်လန်းစရာမိန်လုံးကိုချုပ်လိုက်ကြတယ်အဲဒီဆန်းတစ်ခုကလေဘာမာတင်ရွှေရငွေရောင်အလင်းတန်းလောင်အင်ကြီးတစ်ခုဖြစ်ကိုပြောင်းလဲသွားရင်အောင်လန်းစရာမိန်လုံးစီကိုပြည့်ဝသွားပါတယ် အဲ့ဒီချင်းရကိုမြင်ရတော့လဲအောင်လန်းစရာမင်းလုံးကမရှောင်ပဲတဟားဟားရှိမောင်နီယောဒုက္ခနာကိုတခုလုံးရွှေရောင်ကျုံးမြင့်တွေကရှစ်ပတ်ချီနောင်ရင်ဝေလောင်အင်ကြီးတခုကအပေါ်ကနေအုံမိုးထားခဲ့တယ်။ငါတွေ့ဘူးသမျှဝိဆာပေါ့ဆရီထဲမှာမင်းတို့နှစ်ယောက်ပညာဟာအတော်လေးကိုဆွဲနာကိုကွာမင်းတို့တိတ်တိခံနာရရင်ငါပညာတွေအတော်လေးအဆင့်မြင့်သွားမှာကျင်းတည်ပဲ။ အောင်လန်းဆရာမေလုံးကအတိလို့ပြောပြီးပနောက်နဲ့တစ်ချက်ပါပြီးတောက်တစ်ချက်ခောက်လိုက်တော့ရွှေအောင်ကျုံးမင်းနေပြတ်တော့ပြီးတော့ငွေရောင်အလင်းတန်းလောင်ရင်ကြီးကလည်းတစစီပြင်စီသွားခဲ့ပါတယ်။အဲ့ဒီအချင်းရောက်ကိုမြင်ရတော့ဘိုးဆင်ခြင်းနဲ့ဘိုးခန်ဒီလည်းအတော်လေးကိုအားအသင့်ခဲ့ရတယ်။သူတို့ရဲ့ဘိဆာပညာရက်တွေကိုအလွယ်တကူဖျက်တောက်နိုင်နေဆိုတော့အရိသူကတာမန်တော့မဟုတ်နိုင်ဘူးဆိုတဲ့အတွေ့အကြုံကဝင်လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲအောင်လဲဆရာမေလုံးကသူတို့စီကို နေညိုရောင်စက်ကြီးတစ်ခုနဲ့လှမ်းပြလိုက်ရောဘိုးကန်နေရောနေအောင်တော့ကိုငါးပေကန်လွင့်စင်ကထူးထောင်းလျက်သာလေးချခင်ရတယ်။အဲ့တော့သူတို့နှစ်ယောက်စီအောင်နေမင်းရမတူလေအဲ့ဒီလိုပြိုင်တူမေးလိုက်တဲ့အတန်းဆုံးမှာပဲသူတို့နောက်ကနေချူတာတဲ့အတန်းတစ်ခုကြားလိုက်ရပါတယ်။သူကနတ်ဆိုးရှင်စောတတ်တယ်ပဲပို့လို့သူကခုချိန်ဒီကိုတတ်ရှင်လျက်သာရှိနေပြီးတော့အဝိစာကောင်းဆောင်နတ်ဆိုးတကောင်အောင်ဖြစ်နေပြီ။ သူတို့လဲတန်ကြားလဲကြည့်လိုက်တော့တထန်လေးနှစ်ဖက်ကိုပေါ်ယုံမြပြုံးပြလာရင်လာမင်းသားကိုတွေ့လိုက်ရတယ်။လာမင်းသားရဲ့နောက်မှာလဲရွာကန်လူတွေတော်တော်များများလိုက်ပါလာခဲ့တာလေမြင်လိုက်ရပြန်ပါတယ်။သူတို့ခက်ခဲကြောက်ရွံ့နေတဲ့အချိန်မှာရောက်လာတဲ့လာမင်းသားကိုဒူးထောင်းနေရကလှည့်ကြည့်ရင်ဘိုးခန်ဒီနဲ့ဘိုးစင်ကျေတို့ပျော်ရွှင်နေကြပေမဲ့အောင်လန်းစရာမဲလုံးဆိုသူကတော့အော်မင်းရငါလက်ထက်နဲ့တည်ခင်းရတဲ့ပကံပိရှင်ဝင်စားရဲကောင်ပါလား။ အခုဘဝမှာလည်းမင်းထက်ပြီးတေရမှာပေါ့ကောအခုတော့ငါလှုပ်ရှားရှိသေးလို့တော့လိုက်အောင်မယ်အဲ့ဒီလိုအောင်လန်းစရာမဲလုံးစီရာရှိမောတန်ဆုံးမှာပဲအောင်လန်းစရာမဲလုံးရဲ့ခန္ဓာကိုယ်ကနေနေညောင်ရအခွင့်အရေးတွေကောင်းကင်ထက်ကိုပြန်ထက်ကတက္ကနာချင်းဆိုသလိုဖျောက်ွယ်သွားခဲ့တယ်တဆက်တည်းမှာတော့နေညောင်ရအခွင့်အရေးတွေထွက်သွားပြီးတာနဲ့အောင်လန်းစရာမဲလုံးရဲ့ခန္ဓာကိုယ်ကြီးဟာမီးလောင်ပြားကျသွားခဲ့ပါတော့တယ် ။လာမင်းသားလည်းအရင်နောက်မှအထူးထောက်လဲကြနေတဲ့ဘိုးခန်ဒီတို့ကိုကြည့်ရင်စိတ်မသက်မသာဖြစ်တဲ့အမူအရာနဲ့နှုတ်ကနေအချုံအောင်ပြည်စည်းတဲ့မန်တန်တပုတ်ကိုရွတ်ဆူလိုက်တော့မှဘိုးခန်ဒီတို့ထားရနိုင်ခဲ့ကြပါရဲ့။အဲဒီလိုလာမင်းသားရဲ့အချုံအောင်ပြည်မန်တန်ဆုံးမှာတော့ဘိုးစင်ကျဲတို့ထုတ်တာခံထားရတဲ့အောင်လန်းစီယာမဲလုံးရဲ့တကယ်ဆောင်တပည့်၃ယောက်လည်းအချုံအောင်ကနေလွတ်ကလာမင်းသားတို့စီကိုပြင်ဝင်လာပြီးဒူးထောက်ကတောင်းပန်ကြပါရဲ့။ အရင်တော့လာမင်းသားတွေအတူနဲ့ဒီပါလာတဲ့တကြီးနဲ့ရွာသားတချို့ကိုကြည့်ရင်အဲ့ဒီ၃ယောက်ကိုစကားဆွလိုက်တယ်။အကိုတို့၃ယောက်နေနဲ့အကိုတို့အပြစ်လုပ်ထားတဲ့တကြီးနဲ့ရွာသားတချို့ကိုပဲတောက်မရပါမှာ။အကိုတို့နေနဲ့အောင်လန်းစရာမဲလုံးကိုကြောက်လို့သူစီခိုင်းရလှုပ်ရပေးမယ်လဲခင်ရတဲ့သူတွေကခွင့်လွတ်မလားဆိုတာကတော့သူတို့ပုံမှာပဲမူတည်ပါရဲ့။လာမင်းတော်ရီလိုပြောလိုက်တာနဲ့တစ်ဆက်တည်းမှာပဲတကြီးနဲ့ရွာသားတွေကိုကြည့်ရအရိဒီကိုတောင်းရကတောင်းပန်ကြတယ်။ တတိနဲ့ရွာသားတွေကလည်းသူ့ဘောခွင့်လွတ်ခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာပဲမောင်နေတဲ့ကောင်းကင်ကြီးအပေါ်ကနေမီလုံသွန်းခုပြန်ဝဲနေကြတာမြင်ရတော့တတိနဲ့ရွာသားတစုနဲ့ထိတ်လန့်နေကြပြီးလာမင်းသားတို့တောင်းရောက်ကိုကြည့်ကောင်တတိဆိုသူကတုံတုံချီချီနဲ့စကားဆူလာခဲ့ပါတယ်။ဆောင်းလီဟိုမှာမီလုံကြီးပဲကြောက်တော့စီလောင်းနေတာကိုညီမအောင်မြောင်းစိတ်မပူပါနဲ့တတိသူတို့ကတတိတို့ကိုတောင်းပန်ဖို့အတွက်လာခဲ့ကြတာပါကျွန်တော်ခုပဲသူတို့ကိုခေါ်လိုက်မယ်။ ကဲကိုထင်ကြီးတို့တော့ရောအခုပဲဆင်းလာပြီးအဖြစ်တွေကို ခံရတဲ့ကိုင်ကန်ရှင်တွေစီလာရောက်တောင်းပါလာမင်းသားလူပြောလိုက်တာနဲ့ကောင်းကင်ဘာမှာပြန်ဝဲနေတဲ့မိလုံးကြီးသုံးခုဟာမြေပြင်ပေါ်ကိုဆင်းသက်လာခဲ့ပြီး လာမင်းသားတို့နဲ့ရွာသားတွေရှိမှကြာလာခဲ့ပါတယ်။အဲနောက်ထင်းကြီးနဲ့သူတပည့်နှစ်ယောက်တို့အသွင်ပြောင်းလဲခဲ့ကြတယ်။ဒီလိုနဲ့တကြီးပါဝင်ရွာသားတွေအားလုံးဟာသူတို့ကိုခွင့်လွှတ်ခဲ့ကြတယ်လို့သူတို့တွေဟာလည်းလာမင်းသားရှိမှပညာရည်တွေဖြည့်ဆည်းခဲ့ကြပြီး အောင်လန်းစီယာမဲလုံးရဲ့အင်ပေါ်တက်ကကာမအစီရင်ချမ်းကိုယူကလာမင်းသားရောစီကိုအန်လိုက်ကြပါတယ်။လာမင်းသားလည်းအဲ့ဒီအစီရင်ချမ်းကိုသူတို့အားလုံးရဲ့ရှေ့မှာတင်လေဘော်ပြစ်တင်က မန်တန်တပုတ်ကိုရွတ်ဆိုလိုက်တာနဲ့ကာမစီရင်ချမ်းဟာလေဘော်မှာပဲမိဆိုင်လောင်ကပြာဖြစ်ကိုလွင့်စင်ပြောက်ကွယ်ခဲ့ပါတယ်။ဒီလိုစီရင်နေပြုစုထားတဲ့ချမ်းရှိနေရင်နောက်ထပ်မိမပြိုရီဖြစ်စည်းရမှာမလို့ကျွန်တော်ဖြစ်စည်းပြလိုက်ပြီ။ ိုထင်ကြီးတို့ချောင်းရောင်းနေတဲ့ဒီရွာကိုတက်နိုင်ဆုံးပြန်လဲဆောင်းလျှောက်ပြီးအပြစ်တွေစီးတော့လိုက်ကြပါဟုတ်ဟုတ်ကဲ့ပါဆရာလေးကျွန်တော်တို့အနေနဲ့တကြီးခွင့်ပြုရင်ဒီရွာမှာပဲနေပြီးရွာကိုဆောင်းလျှောက်ပေးပါမယ်ကိုထင်ကြီးရဲ့စကားဆုံးမှာလာမင်းသားလေးသူရဲ့အိဆာဒရလွယ်လေးထဲကနေအချက်လန်အင်းပညာရည်တွေစူးစီးထားတဲ့အင်းစာအုပ်လေးကိုထုတ်ပေးလိုက်ပါတယ်ကဲကိုထင်ကြီးရေဒီတဲ့ကအခြေခံအင်းပညာရည်တွေကိုလေ့လာပြီးတော့ ကိုနေရသားသမီးတွေကိုပြန်လဲကယ်တင်ရင်းအဖြစ်တွေကိုစီးကြွားကြပါကိုတင်ကြီးနဲ့လာမင်းသားပေးတဲ့အင်းစာအုပ်လေးကိုဝမ်းသာအားရလက်ခံရင်းသူတို့၆ယောက်ဟာလာမင်းသားနဲ့ဘိုးစင်ကျေတို့ကိုအတင်းချင်းရှိခိုးနေကြပါတယ်အဲဒီနောက်လာမင်းသားလည်းရွာတကြီးဘက်ကိုလှည့်ပြီးရောကဲရွာတကြီးတကြီးတို့ရွာနေနဲ့ဘုံကြီးចောင်းကလေးတစ်ခုအမြန်ဆုံးတိဆောက်ကြပါဘုံကြီးចောင်းဆောက်ပြီးတဲ့အခါတိဆုံသွားတဲ့ရွာသားတွေနဲ့တခြားဘရလောကသားတွေကိုခေါ်ပြီးအမျှဝေပေးပါ ဖုန်ကြီးကြောင့်မရှိတဲ့ရွာမှာအခုလိုပဲမကောင်းတဲ့ပညာတွေတွေမကောင်းတဲ့နာနာပေါင်းတွေကအလိုရှိတိုင်းသွားလာလို့ရတယ်။ပြီးတော့ဒီရွာကိုကျွန်တော်ဆလာကတဲ့ကရွာတော်ရှင်မရှိဘူး။ကျွန်တော်ကပဲရွာတော်ရှင်အပ်ခဲ့ပါမယ်။လမင်းသားလည်းအဲ့ဒီလိုပြောပြီးနှုတ်ကောင်းလေးတစ်စုံတစ်ခုကိုရွတ်ဆိုလိုက်တာနဲ့သူတို့အလုံးရှိမှအပေါ်တိုက်ပုံဖြူပစိုးချမ်းကိုဝစ်ဆင်ထားတဲ့အဖိုးကြီးတယောက်ပေါ်လာခဲ့ပါရင်။ကဲဖိုးရင်ဒီနေ့ရစာပြီးဒီရွာလေးကိုဆောင်ရှောက်ပေးပါ။ တိတ်မကြခင်မှာပဲဒီရွာလေးမှာဘုံကြီးကျောင်းဆောက်လို့မှာဖြစ်လို့အခုထင်ရစားပြီးရွာထိပ်ကကျိုးပင်ကြီးမှာနေပြီးရွာထဲကိုမကောင်းတာမှန်သမျှဝင်မရအောင်ကာကွယ်ပေးပါကောင်းတာပါပြီဆရာလေးရွာတော်ရှင်လည်းအဲ့ဒီလိုပြောပြီးအားလုံးရရှိမှာပျောက်ကယ်သွားခဲ့တယ်တကြီးနဲ့ရွာသားတချို့ကတော့လာမင်းတောင်လောက်သမျှကိုပစက်အဟောင်းသားကြည့်နေခဲ့ပါတယ်အဲ့တော့လာမင်းတောင်ပြောတဲ့စကားတွေကိုအားရဝမ်းသာလက်ခံကမနက်ဖြန်ကစပြီးဘုံကြီးကျောင်းဆောက်ဖို့စီစဉ်ပါမယ်လို့ကတိပေးကြတယ် ဒီလိုနဲ့လာမင်းသားတို့လည်းအလုံးကိုနှုတ်ဆက်ကအုံမောက်ရွာလေးကိုကြောက်ခိုင်းပြီးရွာပြင်ကိုထွက်လာကြပါရည်။တတိပါဝေရွာသားတွေအလုံးနဲ့ကိုထင်ကြီးတို့၆ယောက်ကလည်းသူတို့ရှိမှကြောက်ခိုင်းပြီးထွက်သွားကြရည်လာမင်းသားနဲ့ဖိုးနှယောက်ပျောက်ွယ်တဲ့အထိလက်အုပ်ချင်ရင်ကြံနေခဲ့ကြပါတော့တယ်။လာမင်းသားလည်းဘိုးခန့်ဒီရောနှစ်ယောက်နဲ့ဒီအုံမောက်ရွာလေးကိုညာတွင်ချင်းခီးဆက်လာခဲ့တယ်။မိလာမင်းသားအဖိုးတို့နဲ့တိုက်ခိုက်တဲ့နေဆိုတော့အတော်လေးကိုစွန့်ထက်တယ်။ မိသားမလာရင်အဖိုးတို့ဘာဆက်ဖြစ်မလဲတော့မသိတော့ဘူးဘိုးစင်ကြီးရဲ့စကားကိုကြားတော့လာမင်းသားလည်းတပင်းတစ်ချက်ကိုချကအခုလိုပဲစိုးလာတယ်ဟုတ်တယ်ဘိုးတောင်းတချိန်ကမြေတို့ကိုကောက်ကျိတ်ရုံမာပြီးတက်ခဲ့တဲ့အင်းဝဘရင်စောတတ်တယ်မယ်သူကအရှင်လက်လက်ဒီအောက်ပညာရက်တွေကိုကျင့်ကြံရင်းနဲ့အဝိဇ္ဇာနဲ့စိုးရကောင်ဖြစ်သွားခဲ့တာအဖိုးနဲ့တိုက်ခိုက်တာကသူ့ရဲ့နတ်ဆိုးကိုပါပဲသူကဘိုးတို့လိုအစွမ်းသိတိနေပါနဲ့ဝိဇ္ဇာတချို့နဲ့ ဝိဇာပညာရည်တွေကိုအတော်အသင့်ပေါင်းပြောင်းနေတဲ့ပုံကိုယ်ရည်ရဲ့သိတိခန္ဓာကိုယူပြီးတော့သူ့ပညာရည်အစင်းမြင့်အောင်တက်နေတာပါ။အော်ဒီလိုကောက်ကျစ်တဲ့ဘရင်ကနေနှဆိုးဖြစ်သွားတာဆိုတော့လူသားတွေအတွက်အတော်လေးအန္တရာယ်များတယ်နော်မြည်လာမင်းသား။ဟုတ်တယ်ဘိုးစင်ချင်းအခုသူရဲ့ကိုဘွားနဲ့တင်အဖိုးတို့ကိုအတော်လေးအထိနာခဲ့တယ်မလား။သူ့ရဲ့မူလခန္ဓာကိုရှိအောင်ရက်ကိုသွားပြီးတော့ထိတ်တန့်ရင်ဆိုင်နိုင်မှသူ့ကိုဆုံးမနိုင်လိမ့်မယ်။ ်အခုတော့သူရှိအောင်အတီးကြမတီးသေးခင်ထီတော့ကျွန်တော်တို့တွေသူ့ကိုဘာမှလှုပ်လို့ရမှာမဟုတ်ဘူးဟုတ်ပါပြီမီလီတနေ့ခုဘိုးတို့ဘေကိုဆက်ကြမလဲဘိုးကနေရဲ့ဘေးစကားကိုကြားတော့လာမင်းသားလဲတတလေးပုံအောင်ပြုံးပြရင်ဘာမှဆန့်ပြောပဲနဲ့တိတ်ဆိတ်စွာနဲ့အရှိကခက်သက်သက်ပဲရှောင်းနေခဲ့ပါလေဒီလိုနဲ့တနေရရမှာတော့သွေးထန်တရဲရဲနဲ့ပရလောကသားတစ်ကောင်နဲ့အနောက်ကနေလိုက်လံဖန်ဆင်းနေကြတဲ့နာနာဘဝနှစ်ကောင်ကိုသူတို့မြင်လိုက်ရတယ် အရှိဆုံးကဗြဟ္လောကဝိညာဉ်တကောင်ဟာကြောင်အနအားနဲ့သူတို့ရှိရာဥတီလာလိတော့နောက်ကလိုက်လာတဲ့နာနာဘဝတွေဟာသူတို့ကိုမြင်ပြီးဆက်မလိုက်ရဲပင်နောက်ပြန်လှည့်ပြေးကြတာကိုလည်းလာမင်းသားတို့မြင်လိုက်ရပါတယ်အဲ့ဒီသူတို့စီတောင်းတဲ့ကြားပြီးလာတဲ့ဗြဟ္လောကသားဝိညာဉ်ကရောဘယ်သူလဲဘာကြောင့်အနောက်ကနာနာဘဝတွေကလိုက်လံဖန်ဆီးနေကြသလဲဆိုတာကိုတော့ပြည်သူများခင်ဗျာအခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့ စိုင်းသူဘုံမီနိုင်ရေးသားထားတဲ့လာမင်းသာနဲ့ကာမမုတ်စုအောင်လန်းတခိုးဆိုတဲ့ဇလန်လေးရဲ့စက်သိမ်းမင်းဖြစ်ပါတယ်။နောက်ဆက်ပြီးခဲ့ကြတဲ့ပိဋကတ်တူတယောက်ချင်းစီကိုလည်းအထူးမင်ကျေးဇူးတင်ရှိပါတယ်ဗျ။ဒီဇလန်လေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျွန်တော်ကုခန့်မေဖြစ်ပါတယ်ခင်ဗျာ။